်ဒီမှာညီတာပေါ့ဒီတော့အကြီးဆုံးဆိုတော့လေအော်ဟုတ်တယ်ဘုံမကဒီမှာသားဥဆိုတယ်အမြဲထဲတယ်သားဥရှိရင်သားဒီမှာဒါမှဒီတော့အောက်ကညီရအိမ်မှာနေတယ်သူညီညီသားစုပေါ့ဒီမှာပြန်တယ်ပါလေအဲ့တော့ဘုံဘုံညီမိသားစုကိုတနေရာဝယ်ပြီးလိုက်ပါဗျာဒီနေရာလေးကိုဘုံဘုံတမိုင်းမှတ်တယ်ဒီများမလုပ်ခင်ပေါ့ကိုလုပ်လိုက်ပါဗျာတယ်ပါတယ်ပါဒါဒါတပည့်တော်ဆန္ဒလေးပါဗျာဟုတ်ပါတပည့်တော်အကြံပေးလိုက်တယ်ဆိုတော့အလွန်ကောင်းပါတယ်အလွန်ကောင်းတယ်ပေါင်ကညီမင်းမောင်မနေလိုက်တော့ဒါငါအောင်မင်းတို့တစ်စင်းမျိုးလုံးပိုင်လို့ဒါငါ့ရဲ့ဂုံပြုတဲ့အနေနဲ့အဲ့ဒါလေးငါ ပြင်းစင်နေတော့ကွာအဲ့ဒါလေးကိုလေသူမှတ်တိုင်လေးပြဖုံဖုံ YouTube လေးပြပြဟိုအဲ့အလုံကောင်းပါလေအလုံကောင်းပါလေအဲ့ဒါလေးနောက်ဆုံးဖုံဖုံဒီမှာဒီဟာဟိုအခုကပွဲရထားတဲ့ဟာလေးမိတ်တူလေးဆွဲပြအကုန်လုံးအဲ့ကန်လိုက်သူများမလို့တယ်ကိုယ်ရင်လို့နောက်ကပါလာမှာပါအဲ့လိုပဲဖုံဖုံလိုပဲကြံတဲ့တန်ဃာတော်ကြီးကကိုကုတ်ကိုချစ်ပြီးဆိုရင်ကိုတိုင်းပြီးကိုလူမျိုးကိုဘာသာကိုကုတ်ကိုချစ်ပြီးဆိုရင်အားလုံးနဲ့ချစ်လာမှာအခုတော့ဟိုသူများနာမည်ကြီးရင် like ဖြစ်ချင်တဲ့ လူတွေကကိုကိုကိုလည်းမချစ်ဘူးတိုင်ပြည်လည်းမချစ်ဘူးလူပဆိုင်ရဘူးပဲလို့တော့တိုင်ပြည်ကတဖြည်းဖြည်းနဲ့ဆုံးသွားတယ်ပေါ့အဲ့တော့ဘုံဘုံကပန်းတော်စုရွာမှာအဲမွေးဖွားခဲ့တယ်ဆိုတော့ပြည်ပြည်ပြည်နဲ့မမီခမီးတော်မေတော်တို့ကခမီးတော်မေတော်တို့ကတင်မလားဒကာကြီးအဖေကဥထွန်းတင်ပါပြည်ဥထွန်းတင်မေတော်ကဒေါက်လန်းကြီးတင်မတင်မတင်မအဲ့တော့မိဘနှစ်ပါးသူတို့ဘယ်အသက်ရတော့မှာဘုံဘုံကိုဝေဖွားခဲ့တာလဲအဲသူတို့ အသက်နည်းနည်းကြီးပြီလို့ပြောရမှာပေါ့ဗျာ။အော်အသက်အသက်ကြီးမှအိမ်တော်ကြတယ်ပေါ့နော်။ဟုတ်တယ်မှာပြီ။အသက်ကြီးမှအိမ်တော်ကြတော့အဲတကာကြီးဆိုရင်တပီတော့ပါတဲ့အချိန်မှာသူ30နဲ့7နှစ်လောက်ရှိပြီခင်ဗျ။အေးဟုတ်တယ်နောက်ကြတာပဲ။38 38လောက်။အေးဘောအဲ့တော့မေတော်ကတော့အဲ25လောက်ပဲရှိဦး။အော်တမန်ပါဗျာ။ဒါကရင်းနဲ့တကမာကြီးနဲ့ကအသက်12နှစ်ကျော်ကျော်ခွာတာပေါ့။မှန်ပါဗျာ။73နှစ်လောက်ပါတယ်။တမန်။အဲလိုဖုံးမတမန်စီရအောင်တော့မိဘနှစ်ပါလုံးရှိသေးတယ်။ ဓမ္မစရိယအောင်တော့မရှိတော့ဘူး။အော်အဲ့မှာကမရှိတော့ဘူး။တိပိတကကိုမပြောနဲ့တော့ဘူး။အဲဓမ္မစရိယအောင်တော့မရှိတော့ဘူး။ဒကာကြီးကတပီတော့ရဟန်းမဖြစ်ခင်နေရာရောက်တာ။အော်16နှစ်သားပေါ့နော်။တင်ပါဗျာ။အဲ့တော့16နှစ်မှာတပီတော့အကြီးတန်းအောင်တယ်ပေါ့။တင်ပါဗျာ။အကြီးတန်းအောင်အောင်ပြီးတော့ဒီအင်းဆက်ရွာမှာဆရာတော်ဗျာအခုဆရာတော်ပါဗျာ။ဆရာတော်ရဲ့အမိန့်ရှိချက်အရာတပီတော့ပခုတ်ကူသွားပြီးတော့ ပခုတ်ကူစာဝါကြီးကြီးသွားလိုက်ရတယ်ကွာအဲ့ဒါကြီးလည်းတော်စိတ်ဝင်စားတယ်ဘုံဒီငယ်လက်ကြီးတက်နေတဲ့ဘုံကဘာကြောင့်များကြမ်းကြီးပေါက်ကိုသွားလိုက်တယ်လေဘုံအဲ့ဒါလေးလေးကိုတမိုင်းမှာတွေ့ရတယ်ပေါ့ဘုံဘုံစာလေးလာတယ်ဒီမှာဒီမှာဒီမှာအဲ့ဒါကတော့ဆရာသမားရဲ့အစီအမံပေါ့ဩတော့ဟိုပခုတ်ကူမှာအဲ့ဒီလိုစာဝါကြီးကြီးသွားလိုက်လိုက်လို့ရှိရင်နောက်ဆက်တက်ရမယ်ဓမ္မစရိယာအထံမှာကြတော့အများကြီးလွယ်ပါမယ်ပေါ့ဩဒီမှာဒီပါဠိတော်တွေရဲ့အ내အတိတ်ပဲဆိုလိုရင်းနေသဘောပေါက်ပါမယ်ပေါ့ ဓမ္မဘုရားပါဘုရားသရိယာထဲမှာလွယ်ကူသွားအောင်ဆိုပြီးတော့ဆရာသမားကပို့လိုက်တာဒီမှာပြီးတော့အကြီးတန်းဖြေပြီးခါသပဲထားပါတော့เนาะဒီမှာအောင်စင်မထွက်သေးဘူးဒီမှာဒီမထွက်သေးမဒီနေ့ဟာကျင်းနေအောင်ပဲဒီမှာကျင်းနေအောင်ပါဆိုတော့အောင်စင်ကိုစောင့်နေတော့ပါเนาะမှန်ပါအဲ့ဒါပခုတ်ကူသွားဆိုတော့ဒီကပခုတ်ကူသွားပြီးတော့အဲ့ဒီမှာစာဝါသွားလိုက်တယ်စာဝါစာဝါကြီးကြီးပေါ့ဗျာဒီမှာဒီမှာအဲ့သွားလိုက်တော့နှစ်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 လိုက်နေတယ်ဒုတိယနှစ်မှာပဲခုနကမဲတော်ကြီးဆုံးတာပေါ့เนาะ မေတော်ကြီးဆုံးတော့တပီတော့ပခုတ်ကူပါပဲခမေတော်ကြီးဘယ်တက်တော့ဘလောက်မှာတော့ရှိနေပုံသူအသက်က38ခုဆက်ကောင်ပေါ့နော်သူအသက်က55哦，对嘛，一百多岁，七十岁，我感觉，对嘛，这都得拿钱拿的。哦，哎，哎，起码就要不考古嘛，维系的嘞，对嘛，不考古嘛，维系的咯。嗯，那牛是咱家养了不？好看个，哎，看个，碰的碰的碰的，碰的没就碰出来。那牛也比较讲价了不？对嘛，对嘛。那牛也讲价了嘞，拉的看嘛，新鲜嘛呗，好看也。 လမ်းဘာဆက်သွေးရေးအခြေအနေရလေအဲ့တော့ဒီနေ့ညနေလို့မှတန်ညိုးစာရတယ်တန်ညိုးစာရတော့အဲ့ဒီညပဲထားပါတော့ညဦးမှာပြောတော့ပခုတ်ကူကနေပြီးတော့မော်တော်ထွက်တယ်မှန်ပါပြီပခုတ်ကူကနေပြီးတော့ငင်းကြံကိုဒီမှာအဲ့ဒါမော်တော်ထွက်မော်တော်ထွက်တော့နောက်နေ့မနေ့စောစောမှာငင်းကြံကိုရောက်ဒီမှာပြီငင်းကြံရောက်ပြီးတော့လည်းပဲဒါငင်းကြံရထားကညနေမှာထွက်တာဩညနေမှာထွက်တော့ ယထာကိုစောင့်ပါဗျာညောတင်ပါယထာကိုစောင့်ညနေကြတော့မှမင်းညာယထာနဲ့လာလာတော့နောက်နေ့မနေ့ကျမှရန်ကုန်ကိုရောက်တင်ပါရန်ကုန်ရောက်ပြီးတော့လည်းပဲဟိုညနေကျမှဒီလိုအီယာဝတီတိုင်းဘက်ကိုထွက်တဲ့သင်္ဘောတွေကညနေဘက်မှာညနေဘက်မှာထွက်တာများတယ်တင်ပါပြတယ်ညနေစောင့်ညနေစောင့်ပြီးတော့အဲ့ညကလည်းဒီကသင်္ဘောပေါ်မှာပဲအဲကုန်သွားတာပေါ့ဗျာဟိုနောက်နေ့မနေ့ကျမှမော်ကျုံကိုရောက်တာပေါ့နော်တင်ပါပြမပြီးတော့အလောင်းကိုမြည်သေးလားအလောင်းတော့မြည်လိုက်တယ် လောင်းတော့မိတယ်ဒီခါကြီးဆုံးပြီးတော့၃ရက်လောက်ရှိသွားပြီပေါ့နော်အဲ့ဒီတပီတော့စီကိုတန်ညိုရိုက်တဲ့နေ့ပဲအဲ့ဒီနေ့ညဆုံးတာပေါ့အဲ့ဒီနေ့ညဆိုတော့တပီတော့ပခုတ်ကွာနေပြီးတော့မြင်းညံကိုမြင်းညံကိုတင်မောနဲ့လာနေတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာဆုံးတာတင်မာတင်အဲ့ဒါရောက်တော့၃ရက်ဖြစ်သွားတယ်မှန်မှန်ဒါဒီခေတ်လို့ဆိုရင်တော့ချက်ချင်းလို့လို့လောင်းနိုင်လောင်းပေါ့နော်ခုခေတ်တုန်းကတော့နံပါတ်ဆက်သွေးကအင်တာခက်တဲ့အခါမှာတော်တော်ကြာမှရောက်ပါတယ်တင်မာတင် ကိုမောင်ကတားဦးလေးဖြစ်နေဒီကိုမောင်တော့ခုနှစ်ဦးတောင်ရှိရနော်ကြာပါဘာကြောင့်မင်းဘုံကဒီငငယ်ရွယ်နဲ့အခုနကခုပြေသေးတဲ့အချိန်မှာခမီးတော်ကြီးပြန်တော်တော်မူတဲ့ချိန်ဘုံက16တာကိုရင်ပေါ့စာဓမ္မသီယာတန်းရောက်နေပြီအဲအဲ့လိုပြန်လာရင်ဘုံမသာလူလူပြောတယ်ကလေးတွေးပဲတွေးလိမ့်မယ်ခံခံစားရမှာလေဟုတ်တယ်မလားဘုံကမိဘနှစ်ပါးလုံးရောဥထွန်းတဲ့တော်တန်းယူရောတဲ့ပြန်ညံညံသွေးဆိုင်ရာကော ကောင်းညရဲ့လားอืมညာညာသွေးမဆိုးပါဘူးဩဒီမှာအသိအတင်ပါဗျာဒီမှာဒီမှာဒီမှာဘုံမုံကုလို့ဒီ TV ကဖြစ်သွားအောင်ဟာမိဘရဲ့ generation ကြောင့်လားဘုံမုံရဲ့ကြိုးစားမှုကြောင့်လားနောက်တန်ဃာတွေနောက်လူငယ်တွေမြန်မာနိုင်ငံမှာတည်တည်နေပေါ့ဗျာဘုံမုံကဘလူများကိုကိုကိုတုံ့တက်ပြီအဲ့ဒါတော့ အစုံဖြစ်မှာပေါ့ရှင်ဗျာ။မှန်ပါဗျာ။မအကျိုးတစ်ခုအကျိုးတရားတစ်ခုဖြစ်ဖို့အတွက်အကြောင်းတရားတွေအများကြီးကဝိုင်းပြီးတော့ပတ်ထုတ်ပြရတယ်တမန်များတမန်အဲအဲ့တော့အကြောင်းတရားတွေအများကြီးရှိမယ်လို့ထင်ပါတယ်အဲမိဘရဲ့အကူအညီထောက်ပံ့လည်းအများကြီးပါပါလိမ့်မယ်တမန်အဲပြီးတော့ဒီပြီးတော့ဟိုစပြီးတော့ပညာသင်ပေးတာကတော့ဒီပြီးတော့ရဲ့အဖိုးပေါ့နော်အဖိုးဆိုတာဒကာကြီးရဲ့အဖေပေါ့အဲဒကာကြီးရဲ့အဖေကိုယ့်ရဲ့နာမည်ကဦးကြဆင် ဘဘဦးကြဆင်းရအဲဒီကကြီးဦးကြတော်တော်ကောင်းတယ်ပေါ့အဲဒီပြောတော့ဟိုတင်ပေါ့၄၅၆နှစ်သားရောက်တဲ့အခါကျတော့ဟိုဘက်မှာတန်ချောင်းတွေဘာတွေတိတ်မရှိဘူးရှိကြဘူးဒီတန်ချောင်းတိတ်မရှိတဲ့အခါကျတော့အဲဒီအဖိုးဖြစ်တဲ့တခါကြီးကနေပြီးတော့ကဲအဲ့ဒါဆိုရင်ငါစီလာငါတင်ပေးမယ်ဆိုပြီးတော့ပြောလို့ရွယ်သူအဲညီကိုမောင်တို့မှတဝင်းခွဲတွေအရင်နေအဲဒီစုပြီးတော့အဖိုးစီမှာ စာတင်ရတာပေါ့ဗျာတင်ပါဗျာတင်ပါအဖိုးစီမှာစာတင်တော့ဟိုသူက ပညာတက်စီခြင်းလို့သာသင်ပေးတာလေဟိုလိုအတန်းတွေပါလေတော့ပဲရှိမလဲเนาะမှန်ပါအဲသင်သူ့ရဲ့သင်ရိုးအတိုင်းသင်ပေးတာပေါ့တင်မညီမသင်မုံကြီးအော်သင်မုံကြီးသင်ပေးတယ်သင်မုံကြီးပြီးသွားတော့မင်္ဂလာဘလုတ်တို့နောက်တစ်ခါမြောင်းချင်းမြောင်းချင်းအောင်ရဲ့တင်မတက်စီတင်မတင်မတင်မအဲ့ဒါတွေသင်ပေးတယ်အဲ့ဒါတွေပြီးသွားတဲ့အခါကျတော့ဒီလိုဟိုဘေးရင်ပေါ့အေးဘုမလေးတို့ဘေးရင်တက်တယ်ဘေးရင်လို့ပြောရမှာပေါ့ဗျာเนาะ ရရသာရွေးတာတို့ပြန်သာရွေးတာတို့မဟာဘုတ်တိုင်ထူတာတို့ဘာတို့ပေါ့ဗျာအခြေခံလေးတွေပေါ့နက်ခတ်ဒီပေါ့အဲအခြေခံလေးတွေအဲ့တော့အဖိုးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းသူသိသလောက်တတ်သလောက်လေးအဲ့ဒါကြီးမင်ပေးတာပေါ့နော်သင်ပေးတဲ့အခါကျတော့ဒါအဖိုးစီမှာပဲဒီရောတို့က3-4နှစ်လောက်ကြာခဲ့တာပေါ့မှန်ပါဘူး3-4နှစ်လောက်ကြာပြီးတော့မှအဲ့ဒီရွာရဲ့တစ်ဖက်ကမ်းမှာရှိတဲ့မယန်းကျောင်းဆိုတာလေမဟာအောင်မြေပုံမှာကျောင်းမဟာအောင်မြေပုံမှာကျောင်းအဲ့ဒီ ့ရှာတော့စီကိုရောက်လာတာပေါ့အဲ့ဒီကြာတော့ဒီလို10နှစ်လားလောက်ရှိပြီ10နှစ်လားလောက်ရှိမှမင်းရှာတော့စီရောက်ရောက်ပြီးတော့ဘုံကြီးကျောင်းသားဘဝနဲ့နေပေါ့အော်ဘုံကြီးကျောင်းသားဘဝနဲ့နေရင်းနဲ့ပဲဒီလိုတို့ဟိုကံအကြောင်းကံဖန်တီးလာတာကအဲ့ဒီနှစ်နှစ်ပါပဲဟိုမော်ကျွန်းမြို့မှာစာမေးပွဲတစ်ခုကျင်းပါတာပေါ့နော်မှန်ဝိနည်းပါလာစာမေးပွဲဆို ဝီနီလေးကိုအာကုန်ပြန်ရတဲ့စာမေးပွဲပေါ့ဩဝီနီလေးကိုအာကုန်ပြန်ရတဲ့စာမေးပွဲပြီးပေါ်လာတယ်ပေါ်လာတဲ့အခါကျတော့ဟိုဝင်ရင်လည်းစာမေးပွဲဝင်ရင်လည်းပုံကိုကြီးဝင်ရအောင်ဆိုပြီးတော့သူနှိုးစော်စာလေးလိုက်ပို့တာပေါ့မှန်ပါဗျာနှိုးစော်စာလေးမော်ကျုံမြို့နယ်လေးကအကြောင်းကြီးဘုန်းကြီးကျောင်းကြီးလိုက်ပို့တဲ့အခါကျတော့ဒီလိုလိုကျောင်းကိုလည်းရောက်လာတာပေါ့ဗျာအဲ့ဒီမယမ်းမဟာအုပ်ကြီးဘုန်းကြီးကျောင်းရောက်လာရောက်လာတော့ဆရာတော်ကနေပြီးတော့ ဖြစ်မြောက်လောက်တဲ့ကျောင်းသားတွေသူရွေးလိုက်တာပေါ့နော်တင်ပါဗျာဉာဏ်ကြီးအသင့်အတင့်ရှိတယ်ဖြစ်မြောက်လောက်တယ်ဆိုတဲ့ကျောင်းသားတွေရွေးပြီးတော့ဒီစာမေဝဲကသတ်မှတ်ထားတဲ့စာတွေကိုသူကချက်ခိုင်းတာပေါ့တင်ပါဗျာစာမေဝဲသတ်မှတ်ထားတာကဒီဝီနင်းငယ်၄ဆောင်ပေါ့တင်ပါဗိက္ခုပါတိမောက်ဗိက္ခုနီပါတိမောက်ခௌဒသိက္ခာမူလသိက္ခာဒါတွေပေါ့ ဒီမှာဝင်းဒီပိုင်းကိုအဲဝင်းဒီပိုင်းကိုဒီမှာဒီမှာသူကဝင်းဒီတစ်ခုပဲဝင်းနီကပါလာစာမီဝဲနာဟောဝင်းနီကပါလာဒီမှာဒီမှာဒီမှာဝင်းနီကဆောင်းနိုင်တော့ဒီကိုဆောင်းလျှောက်တယ်ဒီမှာဆောင်းလျှောက်တော့ဒီမှာဝင်းဒီကိုဆောင်းလျှောက်တယ်ဒီမှာအဲ့လိုဆိုတော့ရှာတော်ကနေပြီးတော့ယူရေးလိုက်တာယူပြီးတော့စာကြက်ခိုင်းလိုက်တော့ဒီရိုးတို့ကအဲ့ဒီကြောင်းရောက်ပြီးတော့တိတ်မကြဘူးဒီမှာခုံကြီးကြောင်းရောက်ပြီးတော့တိတ်မကြဘူးဒီအခြေခံစာကိုတိတ်များများကြီးမတင်ရပဲနဲ့အဲ့ဒီစာမီဝဲစာကိုတင်လိုက်ရတာအော်စာမီဝဲဒီစာမီဝဲကိုဝင်ရအောင် တော့စာမီးဝဲကဟိုတင်ထားပါတော့မြန်မာလူတော့တဘူတယ်လာပေါ့နော်မြန်မာတဘူတယ်လာမှာဖြစ်ရတယ်အဲဒီဆရာတော်စီကိုဒီစာရွက်တွေရောက်လာတဲ့အချိန်ကဟိုလောက်ဝါစုဦးလောက်ပဲရှိအောင်ပဲဟိုဝါစုဦးလောက်ပဲဆိုတော့ဟာအချိန်ရသေးတယ်ငါ၄၅၆လအချိန်ရသေးတယ်ငါဒီ